28ရက်3လ25ရက်ကမြင်းကလေးတန်းကြောင်းကျောင်းဆောင်နေတဲ့အမြင်တင်ရှားရပြည့်စည်တာကတော့ကျောင်းဆောင်ကြီးနှစ်ခုလက်ပြကျောင်းဆောင်ကနေပြိုသွားလိုက်တဲ့အခါကျတော့သူကတွန်းသွားလိုက်တယ်ညွန်သူရှေ့မှာရှိနေတဲ့ဓမ္မပါလာကျောင်းဆောင်ဥဒမဒီလိတာပြောင်းသားနေတာသူနေတဲ့ကျောင်းဆောင်မှာရော့ပြီးတော့ပြီးထိခိုက်တယ်ထိခိုက်သွားတယ်လုံးလုံးပြည့်စည်တာတော့အဲဒီကျောင်းဆောင်ကနှစ်ဆောင်ဟိုနောက်ကပြည့်စည်တဲ့ ပြည့်စည်ရတော့ရိုးရိုးပြည့်စည်အောင်မုံမနဲ့စောင်းကြီးတောင်းပြင်းနေတော့ကျန်တဲ့လူတွေအတွက်ပါထိခဲ့အန္တရာယ်နိုင်တယ်ဒါကြောင့်မလို့နိုင်ငံတော်ကြီးကဥညွတ်ကြတဲ့အချိန်တုန်းကကျန်တဲ့ကူညီတော့ပြည့်ပြည့်သွားကျိုးလို့စီမှာသံဃာများတယ်ရေမရှိတဲ့အခါကျတော့ဒါဆိုမေကုထိတဲ့ဆရာတော်ခက်တယ်အဲ့တော့ဇာယိတော်ယူကိစ္စလည်းရေမရှိမပြောအဲ့တော့ရေတော့နည်းနည်းလေးစောင့်ရှောက်ပေးပါလို့ပြောတော့ သူအလုံးတောင်ယူသွားတယ်အဲ့ဒီဇာဦးကြီးကိုတော့ပူဇော်ပေးအနေနဲ့ရှင်းလင်းပေးပါလို့ဘုရားမေတ္တာရခိုင်တော့သူကတောင်ယူသွားတော့နောက်နေမှာတော့ကားတယ်ပဲသို့တော့ဘုန်းကြီးတို့ဆိုရင်ကုကျန်တဲ့ကျောင်းဆောင်တွေအကုန်လုံးသာကြံခဲ့တယ်အဲ့ဒီဆောင်တွေမှာအကုန်လုံးဟောရတိကယ်ဒီနေ့တိကယ်တိကယ်တာတွေကများတော့အပေါ်မှာတန်ခါတွေကိုအနေမခံရဲဘူးလို့ပြီးတော့သူကမဖြစ်မှာဘုန်းကြီးအန္တရာယ်ဖြစ်မှာဆိုလို့အားကြောင့်မလို့ကလေးတွေအကုန်လုံးကိုအဲဘင်းတို့တင်းတော်ရပါပဲ ပြင်းပြင်းကြံကြံဝန်းနေရာတွေသွားပြီးတော့ဖြစ်တယ်လို့နေကြအောင်ဆိုပြီးတော့ဒါတွေအဲ့တော့ဘုဘကြောင်ဝန်းနေရာပြင်းပြင်းကျဲတဲ့နေရာတို့ဒီထဲလမ်းပေးသေးတို့အဲ့သူတို့တွေညာအေဂျင်နေနေတဲ့တမင်ယူစီတွေကိုကြဘူးကျောင်းနေကိုလုံးဝအတက်မခံအဲ့တော့ဘုန်းကြီးတို့တိုက်ရင်တည်းကခုနပြောတဲ့ဇာဥတွေကိစ္စတော့ကျောင်းကြီးဘုန်းကြီးကလည်းဒီမြေဘုန်းကြီးတို့ကျောင်းတကာတွေတည်းကလည်းဆက်ဆက်ရတန်တဲ့တိတဲ့တကာတွေလည်းဆက်ဆက်ရတယ်နဲ့အကူကြီးတောင်းတာလူတို့စီမံရေးရှိတယ်စိတ်ကူးကြပြလို့ တို့တို့ကဓာကြီးတည်းကနေပြင်မနေရနေပြည့်စုံသွားမယ်ဆိုရင်နောင်ပြန်ရက်ဒီကိုခက်တယ်လို့ရက်ဆက်တယ်ကိုပြန်ပြီးနှစ်ပြတ်သွားရင်လွယ်တော့ဘူးလို့ဒါကြောင့်မလို့ဒီစာဦးတွေပုံစံလေးတွေကိုငါဘုံဆွတ်ပေးပါတထက်ကောက်မလားနှစ်ထက်ကောက်မလားစဉ်းစားဖို့လို့မြမြကူးဆိုတထက်လေးရပါလေလို့ဓာကြီးတည်းကတော့ကြံပေးတာကတော့ဘုံနှစ်ထက်လောက်ကြီးကောက်မယ်တဲ့တထက်လေးဆိုလေသူမိုးနဲ့ပူးနေတယ်လေးနေနေမှာမဟုတ်ဘူးတဲ့နှစ်ထက်ဆိုရင်တော့ဘောဟောနဲ့ဘုရားဟုတ်တဲ့စာချတာလုပ်ပြီးတန်းနဲ့နေတာအောက်တက်မှနေရင် ကျန်းသာဖြစ်မယ်ဆိုပြီးသူတို့ပုံညာနဲ့ကာမကြီး2000ထက်တော်နေမှာပေါ့ဗျာတဲ့အဲဝန်းကျင်လောက်ဆိုဖြစ်ပါတယ်တဲ့အဲတော့အားဘုန်းကြီးနဲ့လူရှင်ရှိတဲ့ကလူပေါ်တဲ့ပေးပေါ့ညာနေဥစ္စာပတ်သက်ရှိတဲ့လူအောင်စုဆောင်ပါတယ်အခုလည်းပြည့်စည်ပါတယ်ပြည့်စည်တဲ့ဥစ္စာပြည့်စည်အောင်လောက်ဒီဥစ္စာလောက်တင်မဟုတ်ပဲနဲ့ဒီသာသနာဆက်တင်ဖို့အတွက်ညနေဗုဒ္ဓဘာသာဝင်အားလုံးကစာပေတင်နေတဲ့နေရာပဲပြည့်ပြည့်စောစောပြောပြီးနှစ်ခုအရေးကြီးတယ်ဆိုတာလေတင်တာနဲ့ကျင့်တာအရေးကြီးတယ်လို့ပြောပြီးပြီလေ ဲ့တော့သင်တဲ့နေရာတွေသင်မှကျင့်တဲ့နေရာကလည်းကျင့်စဉ်မှန်မှကျင့်စဉ်မမှန်ရင်လမ်းမတွေရောက်မယ်နော်ဒီလိုကတိကမေးတွေမျိုးစုံကြုံနေတဲ့အချိန်ကမှအားလုံးကတရားနဲ့တရားမေတ္တာထားပြီးတော့တကားတော့ကဘုန်းကြီးပြောဦးတယ်ဘာဘာမှလုံမနေနဲ့ငါးပါးသီလလေးတနင်္ဂနွေလို့ခုနှစ်လောက်ယူလိုက်ရသမာလို့ငါးပါးသီလလေးခုနှစ်လောက်ယူလိုက်လို့ရှင်အဲခုနှစ်ရဲ့ငြင်းချမ်းတာကို ပြန်တယ်ဟာငါတို့ရတာကြီးလဲတာသိပြီအကုန်လုံးကနောက်တက်ပြီးတော့ဒီငိမ့်ချမ်းတာလေးတွေကိုဆက်ပြီးတော့ဒိန်းဒိန်းညင်ညာပါလိမ့်မယ်လို့တခါပြောဘူးတယ်အဲ့သဘောပဲကိုလည်းပဲဒီလိုကမေးတွေဂျုံနေတဲ့အချိန်ကမျိုးမှာ အားလုံးတွေရောဘတော်သားမောဟရီရှော့မေတ္တာလေးထားတန်းနိုင်တယ်ဗျငါးပါးဒီလာမဟုတ်လေတပါးဒီလာပေါ့ကွာသူဘာနာတိပါတာလောက်ထင်းရသမှာနော်ဘာနာကျွာလောက်ထင်းလေသမှာအဲ့ဒါလို့ဆိုလို့ရှိရင်တို့တွေအားလုံးဟာ ငြိမ်းချမ်းတဲ့အရာတလေးတွေအတူတူကစားပါလိမ့်မယ်။သာသနာ့လည်းရေးရှိအောင်စောင့်ရှောက်ပေးပါနော်။သာသနာပြုကုသိုလ်ကြောင့်စတဲ့တူကိုတိုးဝှပြီးတော့လောကဓမ္မငြိမ်းချမ်းမှုကိုရရှိသုံးဆောင်ခံစားနိုင်ကြပါစေ။